မင်္ဂလာပါကျွန်တော်ဖတ်ခဲ့သောတမချန်းစာနှုတ်ကပတ်တော်ရောမောင်ဩဝါဒစာအခန်းကြီး၈အငယ်၁တခင်ယေရှုခရစ်တော်၌ရှိတော်သူတို့သည်အပြစ်စီရင်ခြင်းနှင့်လုကင်းကြ၏ သခင်ယေရှုသည်တခိုးနှစ်ဦးကြားတွင် လဝါးကားတိုင်းတင်ခံရတကယ်သို့ဧဝံဂေလိတရားသည်လည်းဤအမှားနှစ်ခုကြားတွင် အစဉ်အမြဲလဝါးကားတိုင်းတင်ခံနေရဆိုလိုတာကဧဝံဂေလိတရားစစ်စစ်ရဲ့တကိုးကိုကျွန်တော်တို့စီကနေခိုးယူသွားနိုင်တဲ့အန္တရာယ်ကြီးနှစ်ခုအမြဲရှိနေတယ်ဆိုတာပါပဲဒီနေ့ကျွန်တော်တို့ရဲ့အသက်တာမှာဧဝံဂေလိတရားရဲ့တကိုးကိုပျောက်ဆုံးစေတဲ့ဒီတခိုးနှစ်ယောက်ကဘသူတွေလဲ ဒီယန်သူတွေကိုသိရှိခြင်းကကျွန်တော်တို့ကိုကယ်တင်ခြင်းရဲ့အနှစ်သာရဖြစ်တဲ့ခရစ်တော်တပါးသီးကိုသာမိခိုးစေဖို့ကူညီပါလိမ့်မယ်ပထမတစ်ခိုးကတော့ကိုကျင့်တရားကိုအခြေခံသောအယူဝါဒဖြစ်ပါတယ်ဒီအယူဝါဒကဘာပြောတယ်လဲဆိုရင်ကယ်တင်ခြင်းတို့ရောက်ရန်သင်သည်တန့်ရှင်းကောင်းမြတ်သောအသက်တာဖြင့်အသက်ရှင်ရမယ်လို့ဆိုပါတယ်ဒါကကျွန်တော်တို့ဟာခရိယန်တယောက်ဖြစ်ဖို့မကောင်းနိုင်သေးဘူးမပြည့်စုံနိုင်သေးဘူးလို့ ခံစားရတဲ့စိတ်ပါပဲဒီအတွေးကနှိတ်ချပုံပေါက်ပြီမဲ့တကယ်တော့ဒါဟာစာရန်ရဲ့လှည့်ပြခြင်းယုံကြည်ခြင်းတရားကိုညှင်းပယ်ခြင်းဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့သင်ဟာဘယ်တော့အခါမှပြည့်စုံလာမှာမဟုတ်ဘူး။ကိုကျင့်တရားကိုအခြေခံသောအယူဝါဒကသင်ရဲ့အာယုံဆိုင်မှုကိုသခင်ခရစ်တော်ရဲ့အမှုတော်ကနေ တင့်ရဲ့ကိုပိုင်လှောက်ဆောင်နိုင်မှုစီကိုလွှဲပြောင်းပေးလိုက်ပါတယ်။တင်ဟာတင့်ကိုတင်ကဲတင်ရှင်လုံနေတာနဲ့အတူတူပါပဲ။ဒုတိယတခိုးကတော့ကိုကျင့်တရားမဲ့သောအယူဝါဒဖြစ်ပါတယ်။ဒီကိုကျင့်တရားမဲ့သောအယူဝါဒကဘာပြောတယ်လဲဆိုရင်ကျွန်တော်တို့ဟာကဲတင်ခြင်းသို့ရောက်ပြီးသားဖြစ်သောကြောင့်တန်ရှင်းကောင်းမြတ်သောအချင်းအသက်တာဖြင့်အသက်ရှင်ရန်မလိုအပ်ဘူးလို့ဆိုပါတယ်။ဒါဟာဖျားသခင်ကလူတိုင်းကို သူ့ရဲ့ရှိရင်အစွဲအတိုင်းချစ်တယ်ဆိုတဲ့အတွေးခေါ်မျိုးပါဒါဟာကျေးဇူးတော်ကိုလွဲမားစွာအသုံးပြုခြင်းဖြစ်ပါတယ်ကျေးဇူးတော်ကိုခံရတာအပြစ်လုပ်ခွင့်ရသောလိုင်စင်တစ်ခုလိုဘာပဲလုပ်လို့ဘုရားမြတ်တာကကြီးမားတဲ့အတွက်ကြောင့်နောင်တရရစရာမလိုဘူးဆိုတဲ့အယူဝါဒဖြစ်ပါတယ် ဒီအတွေးကဒီအယူဝါဒကအေးဝင်ကလေးတရားရဲ့တန်ရှင်းခြင်းဖြောက်မှတ်ခြင်းတကိုးကိုဖျက်ဆီးလိုက်ပါတကယ်အေးဝင်ကလေးတရားအစစ်အမှန်ကတော့ဒီတကိုးနှစ်ယောက်ရဲ့ရှားမှာရှိပါတယ်ကိုကျင့်တရားကို အခြေခံတဲ့ဝါဒကကျွန်တော်နာခံတယ်ဒါကြောင့်ဘုရားသခင်ကကျွန်တော်ကိုလက်ခံတယ်လို့ဆိုတယ်ကိုကျင့်တရားမဲ့ဝါဒကတော့ဘုရားသခင်ကကျွန်တော်ကိုလက်ခံတယ်ဒါကြောင့်ကျွန်တော်အနေနဲ့နာခံစရာမလိုဘူးလို့ဆိုတယ်အေးဝင်ကလေးတရားကဘုရားသခင်ကကျွန်တော်တို့ကို သခင်ယေရှုခရစ်တော်အဖင်လက်ခံပြီးသားဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ဝမ်းမြောက်စွာနဲ့နာခံလိုက်လျှောက်ခြင်းဖြစ်ပါတယ်။ဧဝံဂေလိတရားကဘုရားသခင်နဲ့ကျွန်တော်တို့ရဲ့ဆက်ဆံရေးကို ပြန်လည်မှန်ကန်စေဖို့သခင်ခရစ်တော်ကအရာအလုံးကိုလှုပ်ဆောင်ခဲ့ပြီးပြီလို့ကြီးညာပါတယ်။ကျွန်တော်တို့ဟာဘာကြောင့်ကယ်တင်ခြင်းလိုအပ်တာလဲ။အပြစ်ကြောင့်ပါ။အပြစ်ကကျွန်တော်တို့ကိုချီနှောင်ခြင်းနဲ့အပြစ်စီရင်ခြင်းဆိုတဲ့အကျိုးဆက်နှစ်ခုပေးတယ်။ကျွန်တော်တို့ဟာဘုရားသခင်ကလွဲပြီးအခြားအရာတွေကိုကိုးကွယ်တဲ့အခါ တခြားအရာတွေကိုဦးစားပေးတဲ့အခါကျွန်တော်တို့ဟာအဲ့ဒီအရာတွေရဲ့ကြုံဖြစ်သွားပါတယ်။သခင်ယေရှုကဘာလို့ပေးခဲ့တယ်လဲ။ကိုရောဟာကျွန်တော်တို့ခံထိုက်တဲ့အပြစ်စီရင်ခြင်းကို အစားထိုးခံယူခဲ့တယ်။ကိုရောကကျွန်တော်တို့ရဲ့ညှင်းပယ်ခြင်းကိုယူပြီးတော့ကိုရောရဲ့လက်ခံခြင်းကိုကျွန်တော်တို့ကိုပေးခဲ့ပါတယ်။ဒါဆိုဒီကယ်တင်ခြင်းကိုဘယ်လိုရမလဲ။ယုံကြည်ခြင်းအားဖြင့်ပါ။ယုံကြည်ခြင်းဆိုတာပုံမစူးစမ်းခြင်းမဟုတ်ပါဘူး။ဒါကျွန်တော်တို့ရဲ့ယုံကြည်ကိုးစားမှုကိ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 ုးစားခြင်းစီကနေ ွက်ထွက်ပြီးသခင်ယေရှုခရစ်တော်၌ခိုးလုံကိုးစားခြင်းဖြစ်ပါတယ်။တင့်ကိုကယ်တင်တာတင့်ရဲ့ယုံကြည်ခြင်းပမာဏကြောင့်မဟုတ်ပါဘူး။တင့်ကိုကယ်တင်တာတင်ယုံကြည်ကိုးစားတော်သူဖြစ်တဲ့သခင်ယေရှုခရစ်တော်ကြောင့်ဖြစ်ပါတယ်။လေရင်ပေါ်မှာကြောက်ရွံ့တုန်လှုပ်နေတဲ့ခရီးတဲ့ကိုချင်းတရားကိုမှအားကိုးတဲ့သူနဲ့အေးဆေးစွာအိပ်ပျော်နေတဲ့ခရီးတဲ့ကိုချင်းတရားမဲ့တော်သူနှစ်ယောက်စလုံးဟာလေရင်ကဘေးကင်းတဲ့အတွက်ဥတီယာကိုဒန်းတူညီမျှရောက်သွားမှာပါအဓိကကလေရင်ကြောက်ပါ ဆိုလိုချင်တာကခရစ်တော်ကြောင့်ပါဆိုတဲ့အဓိပ္ပာယ်ပါညီကိုမောင်တို့မတို့ဒီနေ့တင့်ရဲ့အေးဝင်ကလေးတရားကိုဘယ်တခိုးကခိုးယူနေပါသလဲတင်ဟာကိုချင်းတရားကိုမှအာကိုသောဝါဒဆိုတဲ့တခိုးရဲ့လက်ထဲမှာလားငါမလုံလောက်သေးဘူးငါပိုစူးစမ်းရအောင်မယ်ဆိုပြီးကိုရဲ့အချင်းတွေပေါ်မှာရက်တီပြီးစူးစမ်းနေတုံးပဲလားဒါမှမဟုတ်ရင်ကိုချင်းတရားမဲ့တော့ဝါဒဆိုတဲ့တခိုးရဲ့လက်ထဲမှာလားဖျားသခင်ကငါ့ကိုချစ်ပြီးသားပါ ငါဘလို့နေနေအရေးမကြီးပါဘူးဆိုပြီးတန်ရှင်းချင်းကိုပေါ်ပေါ်ဆဆသဘောထားနေသလားဒီနေ့အဲ့ဒီတခိုးနှစ်ယောက်ကြားကအေးဝင်ကလေးတရားစစ်စစ်စီကိုပြန်လာပါသခင်ယေရှုခရစ်တော်၌ရှိတော်သူတို့သည်အပြစ်စီရင်ခြင်းနဲ့လွတ်ကင်းကြ၏သင်ရဲ့ကြိုးစားမှုကြောင့်မဟုတ်ဘူးသခင်ခရစ်တော်ရဲ့ပြီးစီးသောအမှုတော်ကြောင့်ပါသင်ရဲ့ယုံကြည်ခြင်းဘလောက်ပဲသေးငယ်နေပါစေတကိုးကြီးတဲ့ကယ်တင်ရှင်သခင်ခရစ်တော်ကိုသာယုံကြည်အနားယူလိုက်ပါ အတူတကွဆုတောင်းကြပါစို့အဖဖရားသခင်ကိုတော်ဤဧဝံဂလိတရားသည် အစွန်းရောက်သော အမှားနှစ်ခုကြားတွင် အမြဲတစေတည်ရှိနေကြောင်းသင်ကြားပေးသည့်အတွေ့ဂျေဇူးတင်ပါလေကိုချင်းတရားကိုမှအားကိုးတဲ့ဝါဒနဲ့မိမိရဲ့ဖြောက်မှတ်ခြင်းကိုတီဆောက်နေမိသလားဓမ္မမုတ်ကိုချင်းတရားမဲ့သောဝါဒဖြင့်ကိုရောရဲ့ကျေးဇူးတော်ကိုအလွဲသုံးစားပြုမိနေပါသလားကျွန်တော်တို့ရဲ့စိတ်နှလုံးကိုစစ်ဆေးတော်မူပါ ။အိုတန်ရှင်သောဝိညာဉ်တော်ဖရာကျွန်တော်တို့ဤယုံကြည်ခြင်းအကြောင်းဖြစ်သော သခင်ယေရှုခရစ်တော်တပါးသည်ကိုသာ မျက်မှောက်ပြုစီတော်မူပါ။ကျွန်တော်တို့ဤကြိုးစားမှု၌စိတ်ချစွာအနာယူခြင်းမဟုတ်ပင်ကိုတော်ဤပြီးစီသောအမှုတော်၌စစ်မှန်စွာအနာယူလျက်ထိုကျေးဇူးတော်ကြောင့်သာဝမ်းမြောက်စွာနာခံလိုက်လျှောက်သော အသက်တာကို ပေးတနာတော်မူပါ။သခင်ယေရှုခရစ်တော်၏နာမတော်အားဖြင့်ဆုတောင်းပါ၏။အာမင်။